25ခုနှစ်မေလ18ရက်ဒီနေ့စနေနေ့အတွက်ကတော့ခုနှစ်အသားမီးအလုံးလို့အတွက်တဲတော်ကံကြမ္မာနေဟာကျေပြင်းမှဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ငွေကြေးကိစ္စတွေအဆင်ပြေသွားလိမ့်မယ်အလားကုန်ပစ္စည်းနဲ့ပတ်သက်တာတွေအလှပဆိုင်ရာတွေအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အလုပ်ကံအခွင့်အလမ်းမျိုးတွေထူးခြားခြားသတင်းကောင်းကြားရမယ့်နေ့ဖြစ်ပါတယ် နိုင်ငံခြားရောက်နေတဲ့သူတွေစီကနေအဆက်အသွယ်ကောင်းတွေရတတ်တယ်။ဂျရနာပစ္စည်းတွေအယောင်းဝယ်လုပ်တာအပြောင်းလဲလုပ်တာမျိုးတွေကြုံရတတ်တယ်။ဒီလိုမျိုးမှာငွေပေးချေတာတွေနော်အယောင်းဝယ်စာချုပ်ချုပ်တာတွေလက်မှတ်ရေးထိုးတာတွေအတွက်အောင်မြင်ချမ်းသာပါလိမ့်မယ်။ကောင်းသောကန်တရားအခွင့်အရေးတွေရဖို့လို့အတွက်ကတော့နွားတို့တစ်ခွက်မနဲ့စောစောမှာမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာ။ဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေကတော့မဟာဗုဒ္ဓဗေဒနိယစနေနေ့ဘွား အထွန်းဘဝဇာတာရှင်တွေဖြစ်ကြပါတယ်ဘဝမှာလူတစ်လုံးသူတစ်လုံးနာမည်ကုန်တဲ့ကြော်ကြားထွန်းပေါက်အောင်မြင်ကြမယ်ရင်သွေးရတနာတွေဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရေအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုဓမ္မောက်ဆွန်းကတ်လူချင်းရဟန်းတန်ဃာတို့ကိုဓမ္မောက်ဆွန်းလောင်းလူချင်းဆွေမျိုးမိတ်ဆွေအပရိသတ်တို့ကိုဓမ္မောက်ဒါနပြုခြင်းအပြင်တနစ်တာလုံးကောင်းသောကံတရားအခွင့်အရေးတွေရပါလိမ့်မယ်ခင်ဗျာ ဒီနေ့အတွက်အကျိုးပေးတဲ့စူမိုကနန်ကတော့၅ကနန်၊9ကနန်၊3ကနန်ဖြစ်ပြီးတော့ကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့ငွေကြေးကံကောင်းမှုလို့တွက်ဆိုရင်တော့ရေတတ်တော်တွေကိုအစာဒါနပြုပြီးငွေကံကောင်းမှုဆုတောင်းလိုက်ပါခင်ဗျာစရိုးဆိုင်တွေကုန်းသုံးဆိုင်တွေလက်ပဲ့ဆိုင်တွေစားသောက်ဆိုင်တွေပါရောင်းပန်းသာဝယ်ပန်းလှဖို့လို့တွက်ကြတော့ဆိုင်ရဲ့ပတ်စံထားတဲ့နေရာမှာအနီရောင်နှင်းစီပန်းတွေတပွင့်ဆောင်ထားလိုက်ရုံနဲ့ဝင်ငွေတွေကောင်းပြီးရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တွက်ဖို့လို့တွက်ကြတော့ အနီယောင်ဖျောင်းနိုင်လေးတစ်ချောင်းနဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းပြီးတော့အဲ့ဒီအနီယောင်ဖျောင်းနိုင်လေးကိုဖျားမိပူဇော်လိုက်ခြင်းအပြင်မိတ်ဆွေတို့ရဲ့အယောင်ထိုင်းကိုမျိုးစည်းတွေဟာတည်တည်သာသာအယောင်တွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူဆွေမျိုးမိတ်ဆွေမှရှိရင်ထိုသူအတွက်ကန်တရားရဲ့အထောက်ပံ့ကောင်းရောက်ဖို့လို့အတွက်ကောင်းခြင်းဆန်နုစဘူးသုံးလုံးကိုတီနာရှင်ဆရာလေးကိုလှူပြီးအမှုဖြစ်သူအတွက်ကန်ကောင်းဖို့ဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုမျိုးမှာ တင်မော်သည်မှဲ့အနေငယ်စပြီးဆူတောင်းလိုက်ပါခင်ဗျာအခြေကိစ္စမိတိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့လိုတော့ကတော့နှိစက်တဲ့ညောင်မင်းကိုညောင်ရည်သွန့်ပြီးဆူတောင်းအဋ္ဌံပြုလိုက်ပါခင်ဗျာ